novo. Ah! Vai, ခစ်တဲ့တို့မက်ဆီမာတို့တင်ထားတဲ့တင်းလေးတကတော့ကိုကျော်စိုးနဲ့ပတ်သက်ပြီးတင်ထားတဲ့တင်းလေးအကြောင်းနည်းနည်းလေးကိုသိပြောပြချင်လို့ပါဗျာခစ်တဲ့တို့မြန်မာနောင်းတို့တင်ထားတဲ့လို့တကတော့ကိုကျော်စိုးက905နဲ့ဆွဲခံထားရတာမဟုတ်ဘူးမဟုတ်ပါဘူးဗျာနော်ဦးစင်းတို့စုံစမ်းသိရှိရတာတော့ဒါဦးစင်းတို့လည်းဒါမှားခဲ့တဲ့အရာလေးတွေရှိပါသေးတယ်နော်ဦးစင်းတို့လည်းတခါတလေကရုဏာနော်ဆယ်နာမြတ်တာကရုဏာတော်တော်ဖြင့်မှားခဲ့တဲ့အရာလေးတွေရှိရဲမှားခဲ့တဲ့အရာလေးတွေဆိုရလဲဒါအတိုင်းမျိုးချစ်လို့နော်မှားခဲ့တဲ့အရာလေးတွေအများကြီးရှိတယ်ဘာပြောပြောပါဦးစင်းတို့ကဥမာ90ဦးစင်းတို့ကအတိုင်းပြည်အတွက် တော့50မှာ50ရာခိုင်နှုန်းပူလို့ရှိရင်နိုင်ငံတော်အကြီးအကဲတွေကအဲ့အစာပေါင်းမြောင်များစွာပူပေးပါတယ်နော်အဲ့ကြောင့်မှဥစဉ်တော့အမလို့အမေရဖြစ်ပြီးမှဟိုကပေါ့နော်လူနာတော်တော်ပြောပြီးတဲ့အရာတွေစေတနာကနေဝိညာဉ်ဖြစ်သွားတဲ့အရာလေးတွေလည်းရှိရှိပါတယ်နော်အဲ့အဲ့ခါမှာဥစဉ်တော့လည်းတခါအားလုံးလည်းတီးပြီးတဲ့ထင်ပါတယ်ဥစဉ်တော့လည်းအကျိုးကြီးကိုမမုန်းမုန်းပါဘူးနော်လူတို့နေရာမှာလူနေရာမှာလည်းသူခက်ခဲနေကိုနိုင်ငံတကာနဲ့ဟိုကပေါ့နိုင်ငံတကာနဲ့လောက်ရတဲ့အနိုင်တာတခုရှိတဲ့အတွက်ကြောင့်သူလည်းထိနေနေနေလောက်ရတဲ့အရာတွေလည်းရှိတယ်နော်နိုင်ငံတော်ကြီးကဲတွေလည်းအားလုံးနိုင်ငံတော်ဒါအတိုင်းပြည်အတွက် သူတို့ကဦးစင်းတို့ထက်ပို့ပြီးမှတိုင်းပြည်ကြီးကိုပို့ပြီးမှငြိမ်းချမ်းစေချင်တယ်ဘသူတို့လက်ထက်မှာပို့ပြီးမှတိုင်းပြည်ကြီးကောင်းစားစေချင်တယ်ဒါဦးစင်းတို့ဟာကောင်းစားစေတာဘာမှမဟုတ်ဘူးသူတို့ကဦးစင်းတို့လည်းညောင်ညောင်များစွာပဲနော်ဆက်ပါဒီအဲ့တော့ပြောချင်တာကအမားနဲ့မကင်းဘူးဒါကကြော်စိုးဆိုတာလည်းဦးစင်းအပြင်မှာမတွေ့ဘူးတဲ့လို့စကားလည်းမပြောဘူးဒါပေမဲ့သူ့ရဲ့ပြည်ပမီဒီယာနဲ့လွှင့်တဲ့အရာလေးတွေကိုဦးစင်းတို့တစ်ခါလေးနားထောင်ရတဲ့အခါမှာတော့တကယ်လူတော်တယောက်ပါတိုင်းပြည်အတွက်တန်ဖိုးရှိတယ်အကျိုးရှိတယ်လူကောင်းတယောက်လို့ဦးစင်းကတော့ဒါသုံးတိုင်ပြပါတယ်အဲ့တော့အဲ့တော့ကိုသွားတဲ့လာတဲ့အခါမှာခလုတ်ဆိုတာတော့တစ်ခါလေးတိုက်ပြပါပဲနော် အဲ့တော့တကတော့ကိုကျော်စိုးကိုနိုင်ငံတော်ကြီးကဲများအနေနဲ့ဦးစင်းကတော့ခေါ်ယူတတိပေးတာလေးတွေနဲ့စင်စင်မင်းများစရာလေးတွေရှိလို့ဦးစင်းတို့လိုပဲခေါ်ပြီးမင်းများနဲ့ဦးစင်းကတော့တုံ့တန်ပြီးပါတယ်နော်အဲ့တော့ဘာအကြောင်းမှခက်တဲ့တို့မျိုးစိမှတော့အာရဗီတို့ BBC တို့ကတော့ဘာပြောပြောဒီနိုင်ငံတော်ဦးစင်းတို့ရဲ့ဒီကိုကျော်စိုးတို့တကတော့ကျော်မြင့်တို့တကတော့ဦးအောင်မင်းတို့တော်တော်များများပေါ့ဗျာတကတော့ဟန်ချင်းဦးတို့ဒီကျော်စွာတို့ ဦးဇင်းတို့ရဲ့အမျိုးသားရေးထဲမှာရှာရှာပါပါတရင်တော့ဓမ္မဓမ္မ National ကိုတကားတော့နောင်တော်လေးလို့လို့ဒုက္ခရောက်ပြီးဖမ်းသွားပြီဆိုတော့တို့တို့လက်ခုပ်တီးမှာပဲအားပေးမှာပဲเนาะဒါကတော့မဆန်းဘူးအမျိုးမျိုးတို့တွေကဝါရထန်ကြမှာပဲเนาะအဲ့တော့တို့တို့တရင်နေတိုင်းတို့ယုံကြည်မယုံကြောက်ဒါကိုကျော်စိုးရဲ့ဟိုအားပေးဝိုင်းရံနေပြည်ပမီဒီယာကိုထောက်ခံဝိုင်းရံနေတော့ဒါတမတော့ချစ်မြတ်နိုးလို့ရောနိုးလို့ဒီအကုန်လုံးပေါ်ပြပြည်သူများအားလုံးကိုဒါဒါဦးဇင်းကြိုပြီးမှဒါဒီပေးခြင်းဖြစ်ပါเนาะဒါကတော့ကိုကျော်စိုးကဦးဇင်းကတော့ပြန်ပြီးမှ ခေါ်ယူမင်းများနာလေးတွေမင်းများတရားရှိတာလေးတွေမင်းများပြီးရင်ပြန်လွတ်မယ်လို့ဦးစင်းကတော့တရားခိုင်တော့သုံးတက်ပြပါတယ်ဗျာနော်နိုင်ငံတော်ကြီးကြီးဆိုတာလေတစ်ခါတလေကြတော့လေဒီလိုပဲပေါ့နော်ခေါ်ယူဒီလိုတတိပေးတဲ့နာလေးဦးစင်းတို့လည်းဒါအမှားခဲ့တာလေအများကြီးအမှားခဲ့တာလေခုနကကြောက်ဆုံးလေဦးစင်းတို့လိုပဲကရုဏာတော်တော်ဖြစ်တာအမှားသွားတာလေးတွေရှိကောင်းရှိပါလိမ့်မယ်နော်ဒါအမှားတာလေးတွေဆိုတော့အမှားတဲ့အတိုင်းပြပေးရမယ်အရာလေးတွေရောအများကြီးရှိတာပဲနော် ခါလေးကျတစ်ဖက်ဝမ်းနာအရာဖြစ်မဲ့စကားလုံးလေးတွေပြောပြတာလေးတွေလည်းရှိသားဦးစွန်းတို့လည်းဟုတ်လားကိုကတော့စိတ်ခံစားချက်နဲ့ပြောလိုက်တာတစ်ဖက်ကျတော့ရန်ထိခိုက်သွားတာလည်းအများကြီးရှိပါတယ်နော်အဲ့တော့ကိုကျော်စိုးဦးတက်ကိုဒါကြီးနဲ့စိတ်မပူကြပါနဲ့နော်နိုင်ငံတော်ကြီးကလေးကခေါ်ယူမေးမြန်းတာပဲရှိသေးပါရှိတယ်လို့ပဲဦးစွန်းအောင်တုံ့တက်ပြတယ်ချိန်တိုင်းကိုကျော်စိုးဦးမိသားစုနဲ့အိမ်ကိုပြန်တွေ့ရမှာပါနော်အားလုံးအားလုံးဒါလေးပြောချင်လို့ပါဗျာနော်အားလုံးဒါပါပဲဗျာပြည်ပမီဒီယာကကိုကျော်စိုးဦးဖန်ဆီးထိမ့်သိမ်းခံရတယ်လို့သတင်းတွေထုတ်ပေါ်နေသည့်အပေါ်စိတ်မပူကြဘူးပောက်ကိုတော့က အတိပေးလိုက်တာပါအမြန်လန်း260နှစ်မိုင်မှာ PDF တွေရောက်နေပြီးပြည်ထဲကကောင်တွေတနက်ပါလှုပ်ဖို့ကင်ထားတာလဲအမြန်လန်းပေါ်ကိုကျွန်တော်တို့မသွားရတော့ဘူးလို့သတင်းထုတ်လွှင့်မှုတစ်ခုနဲ့ပတ်သက်လို့ပြည်ပမီဒီယာကကိုကျော်စိုးထက်မှန်ဖန်စီထိမ့်သိမ်းခံရတယ်လို့သတင်းတွေထွက်ပေါ်နေတာကိုသိရှိရပါတယ်။ပြီးခဲ့တဲ့နှစ်ရက်ခန့်ကနေပြည်တော်ကသတင်းရဲတပ်ဖွဲ့တွေနဲ့နေမြေကအုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့တွေကပြည်ပမီဒီယာကကိုကျော်စိုးကိုသူ့နေထိုင်ရာနေပြည်တော်ရှိဒုက္ခတော်ဝင်အိမ်ယာကနေ ည9နာရီချိန်လောက်မှာစစ်စေးမင်းမြန်းစရာရှိတယ်လို့ဆိုပြီးလာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ကိုကျော်စိုးဦးနဲ့နီးဆက်သူတယောက်ကပြောပြထားတာကိုလည်းတွေ့ရှိရပါတယ်။သူ့ကိုထိမ့်သိမ့်စစ်စေးတဲ့အစင်ပေါ်ပုံမှန်တထားမျိုးတော့မရှိဘူးလို့သိရတယ်။ပြန်လွတ်ပေးမယ်လို့လည်းသိရတာအခုတော့မိသားစုနဲ့ဖုန်းဆက်ခွင့်ရတယ်လို့မဖုန်းဘက်ကလည်းပြောထားပါတယ်။ကျော်စိုးဦးဟာဇန်နဝါရီလ9ရက်နေ့ညပိုင်းကထုတ်လွှင့်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာပြည်ထရေးကတာဝန်ရှိသူတွေတနက်ကင်ပြီးကြောက်နေတာလားဆိုတဲ့အတုံးလုံးတွေနဲ့ပြောဆိုခဲ့ပါတယ်။ ပြည်ပမီဒီယာအပါအဝင်စစ်ကောင်စီရဲ့ဝါရဖြန့်မီဒီယာတွေဟာနေပြည်တော်မှာအခြေစိုက်ပြီးစစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီတွေကငွေကြေးထောက်ပံ့ပေးနေတာလို့သိရပါတယ်။ကိုကျော်စိုးဦးဟာပြီးခဲ့တဲ့နှစ်ဝါ24ခုနှစ်တုန်းကပထမအကြိမ်အဖြစ်သူ့ရဲ့သတင်းထုတ်လွှင့်မှုတစ်ခုနဲ့ပတ်သက်လို့တက်ဆိုင်ရာကခေါ်ယူစစ်ဆေးမှုကိုခံခဲ့ရသူတယောက်ဖြစ်တယ်လို့အခုခါမှာလည်းဒုတိယအကြိမ်မြောက်ထပ်မံဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိအချိန်ထိတော့ဘယ်နေရာမှာဖန်းစီထိမ့်သိမ်းထားရဲဆိုတာကို မသိရှိရသေးပါဘူး။